မကွေးတိုင်းငဖဲမြို့နယ်အတွင်းကနေရီကလေးချောင်းရံကာဝေးအထိုင်စခန်းက P18 အားလီဝန်နေရေဒါအမျိုးအစားရေဒါကိုစစ်အုပ်စုတပ်ကဖြုတ်သိမ်းရွှေ့ပြောင်းထားတယ်လို့မြန်မာစစ်ဘေးအရာနဲ့လုံခြုံရေးဆိုင်ရာအဖွဲ့ဖြစ်တဲ့မြန်မာ Defense and Security Institute MDSI ကအောက်တိုဘာလ16ရက်ကထုတ်ပြန်လိုက်ပါတယ်။အာရကတတော်နဲ့ဒေါ်လာရင်းအင်အားစုတွေကနေရီကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ဆက်လက်ထိုးစစ်ဆင်နေကြမှာပဲ စစ်အုပ်စုကရေဒါကိုယခုနှစ်ဖေဖော်ဝါရီလမှာဖြုတ်သိမ်းခဲ့တာလို့ထုတ်ပြန်ကြမှာရေးသားထားပါတယ်။အဲဒီရေဒါဟာရခိုင်ပြည်နယ်အစပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လှမ်းနိုင်ဖို့အတွက်တပ်ဆင်ထားတာဖြစ်ပြီးကြိုတင်သတိပေးတဲ့ရေဒါစနစ်ဖြစ်တာကြောင့်အကွာအဝေးကီလိုမီတာ250အထိစောင့်ကြည့်ထောက်လှမ်းနိုင်တယ်လို့ဆိုပါတယ်။ယုံမဘောကနိုင်ငံတောင်ထိပ်မှာစိုးထိုင်းစာမြင်မာတာကြောင့်ကာလကြာရှည်လာတာနဲ့အမျှရေဒါမပျက်စီးအောင်ကာကွယ်ဖို့အတွက် ကဘာလုံးပုံစံမြူကာစနစ်နဲ့ထားရှိခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်နေကန်စကန်ကိုပြီးသက်သိမ်းယူနိုင်ဖို့လက်ကျန်စကန်တချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းအာရခတတော် A ကအောက်တိုဘာလ16ရက်ကထုတ်ပြန်ထားပါတယ်။နေကန်စကန်ကိုတိုက်ခိုက်ရမှာစကန်ကုန်းကနေဖီယိုဖီယက်ထွက်ပြေးသွားတဲ့စစ်အုပ်စုအဖွဲ့တွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့စကန်ကုန်းကနေထွက်ပြေးလာတဲ့လက်နက်ချအညံ့ခံသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ ။လက်ရည်ကန်ကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့ဘတ်စီရွာလမ်းအောင်နဲ့ဂုံကြီးရွာလမ်းတစ်ပေါ်ကလုံခြုံရေးအထက်ထက်ချထားတဲ့စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကိုအော်တိုဘားလာအစောပိုင်းကလေးကအာရကတရော်နဲ့ဒေါ်လာရင်းပူပေါင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လမ်းဟောင်းနဲ့လမ်းတစ်ပေါ်ကစစ်အုပ်စုစခန်းတွေအားလုံးကို သိမ်းပိုက်လိုက်တာဟာနိုင်ရီကန်လေကြောင်းရန်ကာကွယ်စခန်းကိုပါတဘာတိုင်းဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့အခြေအနေရောက်သွားသလိုစခန်းသိမ်းတိုက်ပွဲအတွက် တော်လိုင်းအင်အားစုတွေကဆက်လက်ထိုးစစ်ဆင်နေလို့တိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့လည်းစီးရီးသတင်းမြစ်တူကဆိုပါရယ်။နိုင်ငံစခန်းဟောင်းအာရခတတော်နဲ့တော်လိုင်းအင်အားစုတွေအတွက် မကွေးတိုင်းကို ထိုးစစ်ဆင်နိုင်ဖို့အကြီးဆုံးနဲ့စီးရီးအရာဗျူဟာအကြဆုံးဖြစ်တယ်လို့စစ်တီအင်အားတထောင်ဝန်းကျင်နဲ့ထိုင်ချထားတဲ့ရုံးမဘော်ကလေကြောင်းရံကာဝေးစခန်းကြီးဖြစ်တယ်လို့လည်းတော်လိုင်းအင်အားစုတွေကပြောဆိုထားပါရယ်။ဆဲအုပ်စုဘက်ကလည်းနိုင်ငံစခန်းကိုလက်မလို့ရဖို့အတွက်လေကြောင်းထိုးစစ်တွေကိုပါအသုံးပြုနေပြီး နေညမွေဘုံချက်ကခုခံကာကွယ်နေတယ်လို့သိရပါတယ်ခင်ဗျာစစ်တွေမှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုလည်းဆက်လက်ဖော်ပြပေးပါမယ်စစ်ကောင်စီနဲ့အာရခတတော်အေအေတို့ဆက်ဆိုင်ထားတဲ့စစ်တွေမျိုးနဲ့မှာလက်နက်ကြီးဒရုန်းများနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်အော်တိုဘာလာ၁၄နှစ်မှာစတင်ကစစ်တွေစစ်ကောင်စီတိုင်းများမှာအေအေထိ ंछ ုပ်ထားရရသေးတောင်နဲ့ပုံနာကျုံအဆက်နေရာတွေကိုလက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေတာဖြစ်တယ်လို့သိရပါတယ် ။အော်တိုဘားလာ19ကလည်းစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီတရင်တွေကပုံနာကျုံးတဲ့ရတိတောင်မြို့နယ်တွေကိုလက်နက်ကြီးအကြိမ်ရေ20ကျော်အထိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒေသစီးရေးသတင်းမြစ်တူပြောတာကလက်နက်ကြီးပစ်တာတွေကပိုပြီးအကြိမ်ရေများလာတဲ့ပြစစ်ကောင်စီဟာမင်းဆိုင်တုံးတွေလည်းပစ်တာရှိတယ်။စလီယကစာပြီးပြင်းပြင်းထန်ထန်ကိုအပြန်လန်ပြစ်ခတ်နေကြတာပါအေအေကလည်းလက်နေချီတွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။ဒါပြန်စစ်ကောင်စီဘက်က drone နဲ့ပုံကျဲတိုက်ခိုက်မှုများလည်းလုပ်နေတယ်လို့ဆိုပါရယ်။ ာရကတတော်ရဲ့ယမန်နီကထုတ်ပြန်ကြမှာလဲစစ်တွေမျိုးနီးပဝင်းညင်မှာလက်နက်ကြီး drone အပြန်လန်တိုက်ခိုက်မှုတွေဟာရခုရက်များတွင်ပိုမိုပြင်းထန်လျက်ရှိကြောင်းဆိုပါတယ်ရခုရက်ပိုင်းအတွက်မှာစစ်ကောင်စီကစစ်တွေမျိုးပဝင်းညင်မှာအားဖြစ်တင်းကစီးရေးလှုပ်ရှားမှုများရှိလာသလိုစစ်တွေပင်လယ်ပြင်မှာလည်းစစ်ကောင်စီစစ်သည်များကကဲလဲသွာလာမှုတွေကို တွေ့လာရတယ်လို့စစ်တွေမျိုးကန်တွေကပြောပါတယ်စစ်တွေမျိုးကန်မျိုးသားတူပြောတာကတော့ရွှေမင်းကန်ဘက်မှာအရင်ကလှုပ်ရှားမှုတိတ်မတွေ့ရပေမဲ့ အရင်နှစ်ရက်လောက်ကနေစပြီးကင်းလိုက်တာတွေလုပ်နေတယ်။သူတို့မျိုးတွေကတရင်နေရာတွေမှာအင်အားဖြည့်ထားတာတွေလည်းရှိတယ်လို့ပြောပါတယ်။စစ်တွေမျိုးရင်းရှိဒေသခံများမှာလည်းစစ်ကောင်စီရဲ့စစ်ဆေးရေးတင်းကြပ်မှုကုန်းစည်စစ်စစ်မှုပြတ်တောက်မှုတွေကြောင်းစားဝတ်နေရေးကြက်တဲမှုဒဏ်အပြင်လုံခြုံရေးကင်းမဲ့မှုဒဏ်ကိုပါခံစားနေကြရပါတယ်။စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ28မှာပြုတ်လုပ်မဲ့ရွေးကောက်ပွဲနဲ့ဆက်ဆက်၍စေးလုံရှားမှုတွေကိုယခုထက်ပိုမိုလုံနိုင်ကြောင်းလည်းနိုင်ငံရေးလှိလာတုံ့သက်သူများကတုံ့သက်ထားပါတယ်။ ရခိုင်စီအေးလေးလာတို့မျိုးသားတူကတော့စစ်ကောင်စီအတွက်ဒီနေ့မှာရခိုင်ပြည်ရွေးကောက်ပွဲဟာတော်တော်ရေးပါတယ်စစ်တွေမှသာရွေးကောက်ပွဲမလုပ်နိုင်ခဲ့ရင်စစ်ကောင်စီဟာရခိုင်ပြည်ကခွာပြီဆိုတဲ့သဘောအာဏာစက်လုံးဝမရှိပြီဆိုတဲ့သဘောဖြစ်မှာပေါ့အဲဒါကြောင့်ရွေးကောက်ပွဲကာလမှာအေးအေးထိုးစစ်ဆင်လာမှာကိုစိုးရင်ချက်ရှိနေလို့မကြာခဏချင်းချောက်လက်နေကြီးတွေနဲ့ပြစ်နေတယ်လို့မြင်တယ်ဒီလိုပြစ်ခတ်နေရင်ဒီထက်စည်ရေးတက်မှမှုတွေနဲ့တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ပြောပြထားပါတယ်ဒါပြင်စစ်တွေမျိုးပေါ်မှာ စစ်ကောင်စီကရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ရွေးကောက်ပွဲဆိုင်ရာဆိုင်းဖုံများထောင်ခြင်းဒေသခံများအားမဲဆွယ်စည်းရုံးမှုများပြုလုပ်လျက်ရှိနေပါတယ်။စစ်ကောင်စီတပ်ကစစ်တွေနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ရသိတောင်ပုံနာကျောင်းပောက်တော်စားတဲ့မျိုးနယ်များမှာရှိတဲ့ကြေးဝါများကိုလည်းလန်ဒန်ကြီးနဲ့မကြာခဏပြစ်ခတ်နေတာကြောင့်အရသာထိခိုက်သေးဆုံးမှုများလည်းရှိနေပါတယ်။ရခိုင်ပြည်မှာတော့မြို့တော်စစ်တွေနဲ့ကြောက်ဖြူမန်အောင်တို့သာအေအေကသိမ့်ပိုက်ရန်ကြံရှိတော်တာဖြစ်ပြီ လက်ရှိကြောက်ဖြူတိုက်ပွဲမှာလည်းနေစဉ်ပြင်းထန်လာနေတယ်လို့သိရပါပါတယ်ခင်ဗျာအများပြည်သူများစိတ်ဝင်စားသိချင်နေကြတဲ့နေရီကန်ဘီဝါကုန်းအခြေအနေနဲ့ပတ်သက်ပြီးအာရကတက်တော် AA ရဲ့အောက်တိုဘာ15ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့သတင်းမှာယခုလိုပဲဖော်ပြလာပါတယ်နေရီကန်ဘီဝါကုန်းကိုအပိသက်သိမ်းနိုင်ဖို့အတွက်အနေငယ်သောလက်ချက်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်ထုတ်ပြန်ချက်အတွင်းဖော်ပြရမှာနေရီကန်ဘီဝါကုန်းကိုအပိသက်သိမ်းပိုက်ရယူဖို့အတွက် အနေငယ်သောလက်ချက်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ကစင်ကလေးထွက်ပြေးနေကြတဲ့ရန်သူများနဲ့လည်းနေရာချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။လက်နက်ချအလင်းဝင်ရောက်လာတဲ့သူတွေကိုလည်းစစ်တုံးမှန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်စစ်ကောင်စီဘက်ကအမ်ဘရန်ရိုးတောင်ကျော်လမ်းမှာရှိတဲ့နေကန်လေးချောင်းရဲ့ပြွာကုန်းအတွက်လိုအပ်တဲ့စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကိုအချမ်းဘက်စစ်တပ်ကလေးချောင်းနဲ့တတိယအကြိမ်မြောက်လာချပေးခဲ့တယ်လို့လည်းသိရပါတယ်။ ဒီနေ့အောက်တိုဘာ16ရက်နောက်ဆုံးအချိန်တွင်မှာအဆိုပါစားနပ်ရိက္ခတ်များနဲ့လက်နက်ခဲယမ်းတွေကိုနေအိမ်ကလေကြောင်းရံကာကွယ်ပြူအကုံတို့ဒီနေ့အောက်တိုဘာ16ရက်မနက်ပိုင်းကဝိုင်တွဲနဲ့ထပ်မံလာချပေးခဲ့ခြင်းဖြစ်တယ်လို့စီးရီးသတင်းမြစ်တွေကပြောပါတယ်။ဒီနေ့မနက်ကလည်းဝိုင်တွဲနဲ့ရိက္ခတ်ထုတ်တွေလက်နက်ခဲယမ်းထုတ်တွေလာချတယ်။ကြည့်ပုံရတော့တောင်ပေါ်ကနေအောက်လည်းမစင်ဝရိက္ခတ်တွေလည်းပြက်နေပုံပေါက်တယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာအချမ်းဘက်စစ်ကောင်စီတပ်ဖက်က အနည်းဝင်းကျင်တွေကိုလက်နက်ကြီးဒရုန်းများနဲ့ပစ်ခတ်လျက်ရှိပြီး Jet Fighter နဲ့ရှေ့ကျိန်ထက်မနည်းပြစ်ချတိုက်ခိုက်လျက်ရှိတယ်လို့မြေပြင်သတင်းမြစ်တွေထံကသိရပါဗျ။အာရခတက်တော် AA နဲ့ပူပေါင်းတော်လိုင်းတက်တော်ရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းခံရ၍ကျောက်လူဆဲဆဲဖြစ်နေတဲ့နိုင်ငံပြူဟာကုန်းတို့အချမ်းဘက်စစ်တပ်ကစားနပ်ရိက္ခာနဲ့လက်နက်များကိုလေကြောင်းမှလာရောက်ချပေးနေမှုမှာယခုအချိန်နဲ့ဆိုလျင်တစ်ပတ်အတွင်း၃ချိန်ရှိသွားပြီလို့ဆိုပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ၁၇ရက်နေ့စနေနေ့တို့ကလည်း ယခုလိုနှစ်ချိန်တိုင်းလေကြောင်းမှလာရောက်ချပေးခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလာ၁၀ရက်နေ့ကလေမလေကြီးနဲ့လာချပေးခဲ့ကြမှာလက်နဲ့ခဲများနဲ့ရိတ်ခါတို့တချို့ကိုအေးအေးကသိမ်းဆည်းရမိခဲ့ကြောင်းလည်းသိရပါတယ်။နိုင်ငံလေကြောင်းရန်ကာကွယ်စခန်းဝိုင်းရန်ပိတ်ဆို့ခံထားတဲ့အတွက်လက်နဲ့ခဲရန်နဲ့ရိတ်ခါများပြတ်တောက်နေတဲ့အနေအထားမှာရှိနေကြောင်းလည်းသိရပါတယ်။နိုင်ငံပြွာကုန်းကိုအပိသက်သိမ်းပိုက်ရယူဖို့အတွက်အနေငယ်သောလက်ချက်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲ့သို့ ကစင်ကလေးကထွက်ပြေးနေကြတဲ့ရန်သူများနဲ့လည်းနေရအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့အေကယမန်နေ့အောက်တိုဘာ19ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်လက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးမှန်ဥပဒေနဲ့ညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့ပြောဆိုထားပါတယ်။လက်ရှိမှာနိုင်ငံလီချောင်းရံကာကွယ်ရေးစခန်းနဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံအမှတ်14ကျောင်းတောင်ကျောတဝိုက်နေရာတို့မှာလည်းအကြမ်းဖက်စစ်တပ်နဲ့အေရိုကြားရန်ဖန်ရန်ခါတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ တိုင်ဝဲကတော့တောင်ကျောတစ်ချောင်းမကြာခဏရှိတယ်။သူတို့စစ်ကြောင်းတွေဖြတ်တိုက်ခံရတာမျိုးရှိတယ်လို့မြေပြင်စီးရေးသတင်းမြစ်တွေကပြောပါရယ်။နိုင်ငံလေကြောင်းရန်ကာကွယ်ပြူဟာစခန်းတို့ဗရန်ဘကနေစစ်ကိုလာနိုင်တဲ့လမ်းအောင်လမ်းသစ်နှစ်ခုစလုံးကိုအေအေနဲ့ဒေါ်လာရင်တက်ဖွဲ့တွေကဖြတ်တောက်ပိတ်ဆို့ထားတာကြောင့်အဆိုပါနိုင်ငံစခန်းမှာလက်နက်နဲ့စားနပ်ရိက္ခာများပြတ်တောက်နေတယ်လို့ဆိုပါရယ်။ပဲခူးတိုင်းဗရောင်းမြို့နဲ့ပကံခွေးဘက်မှာလည်း63.0ကိုတိမ့်ပိုက်ရရှိတယ်လို့အေကထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းဗရောင်းမြို့နယ် ပကံခွေးခေါ်ပကံခွေးကျေးရွာတောင်ဘက်9ကီလိုမီတာကွာဝေးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့6သုံးလုံးပွိုင်ကုန်းကိုတင်ပတ်ရရှိခဲ့တယ်လို့အာရကတတော်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီ666ပွိုင်ကုန်းကိုအော်တိုဝါလာ14ရဲ့မနက်9:05မိနစ်ချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး3နာရီအကြာမှာတင်ပတ်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါပွိုင်ကုန်းနဲ့၎င်းပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားနေခဲ့တာမှာကာလအတန်ကြာခဲ့ပြီဖြစ်တော်လဲ။ ယမန်နီကစပီးအာရကတတော်မှာထိုးစစ်အရှင်ကိုမြင်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။၃နိုင်ခန့်၃ဘက်၃တန်းမှာထိုးစစ်ဆင်တိုက်ခိုက်မှုပြီးမှအဆိုပါစခန်းကိုအာရကတတော်မှာသိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဝိုင်း666စခန်းတစ်ခုလုံးအားသိမ်းပိုက်ရယူခဲ့တဲ့အတွင်းရန်သူအလောင်းအချို့လက်နက်ခဲယံနဲ့စစ်အုံဆောင်ပစ္စည်းအချို့ကိုလည်းသိမ်းဆီးရရှိခဲ့ပါတယ်။ယခုထိုးစစ်အတွင်းတိုက်ခိုက်ရေးကောင်းတဲ့အာရကစစ်တီတော်များနဲ့အတူဘေးဆက်ဆုံးလွှတ်ခဲ့ရတဲ့အာရကစစ်တီတော်များအား လေးလက်စွာမှတ်တမ်းတင်ဂုံပြုအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်ခင်ဗျာ။